ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Dude Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာအခုကတော့ကျွန်တော်20ရက်နေ့เนาะ20ရက်နေ့3လ2020နဲ့ငါညနေ4နာရီခွဲအတွက်ပေါ့ခင်ဗျာเนาะညနေ4နာရီခွဲအတွက်ပထမဆုံးကျွန်တော်တို့ထိပ်စီးပိုင်းလေးကိုကျွန်တော်စပြီးတွေ့ပြပါမယ်နော်ညနေ၂၀ရက်နေ့ညနေ၄နာရီခွဲအတွက်ပထမဆုံးထိပ်စီးလေးဟာကျွန်တော်ဒီ၃လုံးပေါင်းချင်းပေါ့နော်ခုနှစ်ခုနှစ်နော်၅ဒီ၃လုံးပေါင်းချင်းက၁၄ 19ပေါ့ခင်ဗျာ19ဆိုတော့9ရဲ့နှက်ခတ်က6ဟုတ်ပြီ9နှက်ခတ်က6ဖြစ်တယ်ဒီမှာကျွန်တော်တို့ဗာထိထွက်သွားတယ်6ထိပ်စီထွက်သွားတယ်ဒါကကျွန်တော်20ရက်နေ့ညနေ4နိုင်ခွဲအတွက်ပထမဆုံးထိပ်စီပိုင်းလေးပေါ့နော်အဘဒမအောင်ထိစီပိုင်းလေးကိုကျွန်တော်စာတွက်ပေးနေတာပါခွန်ခွန်၅ပေါင်းချင်းက၁၄၅နဲ့ပေါင်းတော့၁၉၉ရဲ့နှက်ခတ်က၆ဒီမှာ၆ထိစီထွက်သွားတယ်ဟုတ်ပြီနော်ဒါက ညနေ၄နိုင်ခွဲအတွက်เนาะညနေ20ညနေ၄နိုင်ခွဲမနက်ပိုင်းအတွက်လည်းကျွန်တော်တင်တာပြပါတယ်ကျွန်တော်ရဲ့ channel ဝင်ကြည့်ပြလို့ရပါတယ်ခင်ဗျเนาะဒါကအခုကျွန်တော်တို့6တလုံးရတာပြီနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်เนาะနောက်တစ်ခုကျွန်တော်တို့ကဘာကြည့်မလဲဆိုနောက်တစ်ခုကြာတော့ဒီကခွန်ရဲ့ရှင်းနဲ့ပေါင်းခြင်းက15ဒီကနဲ့နဲ့တခါထပ်ပေါင်းလိုက်တော့16နဲ့เนาะ16ဆိုတော့9ရဲ့နှက်ခက်က3ညဟောဒီမှာလဲကျွန်တော်တို့ဘာထွက်သွားလဲ3ညထိပ်စီတွေထွက်သွားတယ် ဟုတ်ပြီနော်။သုံးညထည့်စီလေးထွက်သွားပါတယ်။ဒါကြောင့်လာမယ့်20ရက်နေ့ကျွန်တော်တို့ညနေမှာနော်ညနေ4နာရီခွဲမှာဖြစ်နိုင်ကြည်ရှိတဲ့ထိတ်စီပေါ့ခင်ဗျာနော်။ဒီကျွန်တော်တို့နှလုံးရဲ့ဒီက3လုံးပေါင်းခြင်းနှစ်3ညတက်ပေါင်းခြင်းက3 3ရက်နှက်ခတ်က9ပဲခင်ဗျာနော်။3ရက်နှက်ခတ်က9ထွက်တဲ့အတွက်ကျွန်တော်တို့ပါလေ9ထိတ်စီကျလုံးရသွားပြီ။ဟုတ်ပြီနော်။9ထိတ်စီလေးကျွန်တော်တို့ဒီမှာရသွားပြီ။ ဟုတ်ပြီနော်ဒါကကျွန်တော်တို့ကဏန်းလိုချင်တဲ့လူဒီမှာလည်းတောင်းလို့ရပါတယ်ခင်ဗျာနော်ငါးထိပ်စီလေးရအောင်သွားပြီကျွန်တော်ပြန်ပြပေးပါမယ်နော်ပထမဆုံးကျွန်တော်တို့၄နိုင်ခွဲအတွက်20ရက်နေ့၄နိုင်ခွဲပေါ့ခင်ဗျာနော်ခွန်ခွန်၅ပေါင်းချင်းက၁၄ငါးနဲ့ပေါင်းတော့၁၉၉ရက်နှစ်ခတ်က6ဖြစ်တဲ့အတွက်6ထိပ်စီရသွားပြီတကူနော်နောက်တစ်ခုလည်းကျွန်တော်ဒီတိုင်းပဲခွန်၈နှစ်ပေါင်းရင်တစ်ဆက်၁၈ခုနှစ်ရဲ့နှစ်ခတ်က၃ည၃ညထိပ်စီရတာတဲ့ ဒါကြောင့်မို့၄နိုင်ခွဲမှာကျွန်တော်တို့ဘာဖြစ်နိုင်လဲဆိုတော့နှစ်၃၁ပေါင်းချင်းက၃၃ရက်နှက်ခတ်က၅၅ထိပ်စီကျွန်တော်တို့ရသွားပြီเนาะဒါက၂၀ရက်နေညနေ၄နိုင်ခွဲမှာ၅ထိပ်စီလေးရသွားပြီအခုကျွန်တော်အပိတ်လေးကိုဆက်ပြနော်အပိတ်ကနန်းလေးကိုကျွန်တော်တို့ဆက်ကြည့်မယ်အပိတ်ကနန်းလေးကဘာဖြစ်မလဲဆိုအပိတ်ကနန်းလေးကဒီ၄လုံးပေါင်းချင်းဟုတ်ပြီနော်ဒီမှာကျွန်တော်တို့က၃၄9ဟုတ်ပြီနော်ဒီ၄လုံးပေါင်းချင်း 3ရက်4ရက်9ရက်2ရက်နော်ဒီ၄လုံးပေါင်းခြင်းဒီ၄လုံးပေါင်းခြင်းက10 16 6ရက်ပါဝါက1နော်6ပါဝါ1ဖြစ်တော့ဒီမှာပါထည့်လဲကျွန်တော်တ1အပိတ်နဲ့60နဲ့1ထွက်သွားတယ်ဟုတ်ပြီနော်တ1အပိတ်နဲ့ကျွန်တော်61ထွက်သွားပါတယ်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါ နောက်တစ်ခုကြတော့လေဒီ၄လုံးပေါင်းခြင်းပဲ6 4 1 8ပေါင်းခြင်း ဟုတ်ပြီနော်တက်ဆယ်6နဲ့4နဲ့ပေါင်းတော့တက်ဆယ်7 8နဲ့ပေါင်းတော့19 9ရဲ့ပါဝါက4ပေါ့ခင်ဗျာဟုတ်ပြီ9ပါဝါ4ဆိုတော့ဒီမှာကျွန်တော်တို့4အပိတ်နဲ့3ည4ဆိုပြီးတော့ထွက်သွားပါတယ်ခင်ဗျာเนาะ3ည4ထွက်သွားပါတယ်ဒီမှာကျွန်တော်တို့ဆက်ကြည့်မယ်ဆိုရင်ဘာပိတ်နိုင်ကြီးရှိလဲဆိုတော့ဒီ၄လုံးပေါင်းချင်းเนาะ6 9 2เนาะ ခုနှစ်နဲ့သုံးနဲ့ပေါင်းတော့တဆယ်၆နဲ့နှစ်နဲ့ပေါင်းတော့၈ဆက်၈၈ရဲ့ပါဝါက၃ပေါ့နော်၈ပါဝါ၃ဟုတ်ပြီနော်ပြန်တွက်မယ်နော်တဆယ်ခုနှစ်နဲ့သုံးနဲ့ပေါင်းတော့တဆယ်၁၆၁၈ရဲ့ပါဝါက၃၈ပါဝါ၃ဆိုတော့၃အပိတ်နဲ့ဆိုရင်ကျွန်တော်တို့ပါလာမယ်ဆိုတော့53ဟုတ်ပြီနော်53တကွက်ပဲမိမိတို့ထိုးရမယ်ဒါကကျွန်တော်တွက်နေ့အတိုင်းကြာခဲ့တဲ့ခဏန်းလေးပေါ့ခင်ဗျာနော် အဲ့ဒီမှာမှခုနကျွန်တော်တွေ့ပြပါမယ်3ရဲ့နှက်ခက်က9 3ရဲ့နှက်ခက်က9ပြီးတော့3ရဲ့ပါဝါက8ဟုတ်ပြီနော်ဒီမှာ8ပါဝါသုံး8ရဲ့နှက်ခက်က1ဒီမှာအပူးကြိုက်တဲ့လူညနေပိုင်းအပူးကြိုက်တဲ့လူဘာဖြစ်မလဲဆိုတော့ကျွန်တော်တို့က38ဒီမှာတို့ဒါတွဲလိုက်မယ်38 33လာမယ်ဟုတ်ပြီနော်ဒါကအပူးကြိုက်တဲ့လူအတွက်ကျွန်တော်33မနှက်ပိုင်းကကျွန်တော်၃ည၃ည၇၇၅၅ပြတာပါတယ်เนาะအခုက၃၃ဟုတ်ပြီเนาะ၃၃ ပြီးရင်ဘာလာမလဲ33ပြီးတော့88ဒါကညနေပိုင်းအပူကြိုက်တဲ့လူတွေဟုတ်ပြီနော်33နဲ့88နဲ့33ရဲ့88ရဲ့ဒါကအပူကြိုက်တဲ့လူတွေနော်မိန်ကွက်ကတော့53ပေါ့ခင်ဗျနော်မိန်ကွက်က53ဒါကအပူကြိုက်တဲ့လူတွေနော်ဒါ53 33 88ဒီမှာထိုးလို့ရပါတယ်88 83 81 เนาะဒါလေးတွဲလိုက်ရင်ခဏ3 4လေးခွက်ပဲထောက်ပါလေခင်ဗျာဒါ20ရက်နေ့ညနေ4နာရီခွက်အတွက်အားလုံးပဲ20ရက်နေ့ညနေမှာအားလုံးပဲကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ